2025ခုနှစ်ဇွန်လ30ရက်တင်လာနေမယ့်စောစောကိုနှုတ်ကရုံကြီးဖျားခင်တာတက်လာတဲ့ကျွန်တော်တို့သင်ပန်းခန်းစားပြီးတည်တာကလာတော့လာခြင်းလည်းမကိုရစ်အတွက်ပြင်ဆင်ပေးဖြစ်ရှင်တာမှာပုံကြည်ပါစေတော့ကလာချင်ကိုရှေးစွာရွေးနှုတ်ရမယ်ဆိုရင်နှစ်ဆနေပြီးဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရှင်ခဲ့တာ181ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်လုံးကြက်181ကိုဘယ်လိုသုံးပြခဲ့လဲပြန်ပြောင်းဆက်စရာအောင် ကျန်ရှိသေးလာတော့မရက်ဖန်နေစပြီးတော့နှစ်ကုန်ထိ184ရက်ကျန်ပါသေးတယ်။အဲ့ဒီရက်တည်းလဲကာလာရှင်ကောင်းဆုံးရွေးလုပ်ပြီးသွားလာခြင်းလဲပို့လုံးကရှေးဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိက ခြေပြမဲ့ကျမ်းစာကတော့ယောမရစာခန်းကြီး9အပိုက်ငယ်25ဖြစ်ပါလေ။နတော်သခင်ယေရှုခရစ်အဖင်ကယ်လွတ်တော်မူသောဖျားသခင်ကြီးယေရှုတော်ကြီးလှပေ၏။ထို့သောစိတ်ဝင်ညာဖြင့် ်ဘုရားသခင်တရားတော်အလိုတို့၎င်းဇာတိပရိအဖြင့်အပြစ်တရားအလိုတို့၎င်းငါလိုက်တတ်နှုတ်တော်သည် အသက်ရှင်စကားဖြစ်တိုင်းရောက်တိုင်းဘုရားသခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ယောမရစာခန်းကြီးခုနှစ်ကတမန်တော်ရှင်ပေါလုအသက်တာမှာလက်တွေ့တွေ့ကြုံရတဲ့တွေ့ကြုံ practical issue တခုကိုပြောနေတာဖြစ်ပါတယ်။တချို့ကဒီယောမခွနစ်ကိုပေါလုမပြောင်းလဲသေးတဲ့အခြေအနေဆိုပြီးတော့ အဲ့လိုဖော်ပြလိမ့်ရှိတယ်အဲ့ဒါမှားယွင်းတဲ့အသွင်ကျက်ဖြစ်ပါတယ်။ဒါကြောင့်လေရောမရစာခန်းကြီး6အပိုင်23ရောက်တဲ့အခါမှာဟုတ်လားအပြစ်တရားအခါကတည်ခြင်းပြီးသည်ဘုရားသခင်ပြတော်မူသောစုကြည့်သူတို့ကနောက်တခင်ယေရှုခရစ်အပြစ်ထာဝရသက်ပြီးဒီလိုပြောကြတာအဲ့ကြည်လာတော့ကရင်ရောက်သွားပြီထာဝရသက်ရသွားပြီ။ဟောရောမ9ရောက်တဲ့အခါမှာပြည့်ညတ်တရားတည်တဲ့ညီကိုတို့ဆိုတော့သူကတုံတင်လမ်းပြနေဖြစ်ပါတယ်။ဟောလမ်းပြခြင်းကကျွန်တော်ပြောင်းတော့ပြောင်းလဲပြီဒါမဲ့ကျွန်တော်အသက်တာထဲမှာစိုင်းပြိုင်တိုက်လှန်နေရတဲ့ အတွင်းစစ်ပွဲ inner conflict inner war အဲ့ဒါပါဆိုရင်ကျွန်တော်ရဲ့ဝဉဉပိသဘောနဲ့ဇာတိပိသဘောတဲ့စိုက်ပြတိုက်လှန်ခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့တမန်တော်ကြီးကတော့ဂျေဇုတော်ချီးမွမ်းတယ်။ဘာချီးမွမ်းစီရင်ငါတို့တခင်ယေရှုခရစ်အပြင်ကယ်လွတ်တော်မူခြင်းဂျေဇုပြုတဲ့ဘုရားသခင်ဂျေဇုတော်ကြီးလာတယ်လို့ဖော်ပြပါတယ်။ပြီးရင်တော့ဘုရားသခင်တရားစကားကိုသူ့ရဲ့စိတ်ဝိညာဉ်အပြင်ဝိညာဉ်သဘောပေါ့။နှစ်သက်တယ်အလိုတို့လိုက်ခြင်းတယ်။ ဒါပေမဲ့ဇာတိပတိသဘောအားဖြင့်တော့အပြစ်တရားရဲ့အလိုတို့နာလိုက်တတ်တယ်။လိုက်နေခြင်းကနှမျိုးနှစားဖြစ်တယ်။ဝိညာဉ်သဘောနဲ့ဆိုရင်ဘုရားတရားစကားအလိုလိုက်တယ်။ဇာတိပတိသဘောနဲ့ဆိုရင်အပြစ်တရားရဲ့အလိုအပြစ်လို့ဖို့ပဲစဉ်းစားတယ်။အပြစ်ထဲမှာပဲကျင်လဲအပြစ်ထဲအပြစ်ထဲမှာပဲတဝဲလဲလဲဖြစ်နေတာပေါ့လေ။ဟုတ်။မျောပြေလာပိုင်းမှာဟုတ်လားဒီပဲစီကြိတ်တခါစုံထဲမှာထည့်ပြီးတော့နွားနဲ့လဲရတာ။ဟောစုံလင်းနွားလို့ဖြစ် တင်စားရမယ်ဆိုရင်အော်ဒီနေရာပဲမလုပ်ပါဘူးပြုံးမဲ့ထပ်လုံမိအဖြစ်ကိုတောင်းပန်လိုက်ဝန်ခံလိုက်အဖြစ်လွှတ်ချင်းခံတယ်နောက်ပိုင်းအဖြစ်ထပ်လုံလိုက်ဒူးဆိုင်ထပ်လုံလိုက်မားတယ်သိပြောဖျားခင်ကျွန်တော်မားပါပြီးတော့ဝန်ခံလိုက်နောက်ပြီးတော့အဖြစ်လွှတ်ချင်းကျေးဇူးကိုကျေးဇူးတော်အဖြစ်တရော့တိကိုအဖြစ်ရရှိခံစားလိုက်နောက်အဖြစ်ထပ်လုံလိုက်အဲ့လိုတဝက်လဲလဲဖြစ်နေတဲ့အသက်တာပေါ့လေအဲကြောင့်ခုနကျွန်တော်ပြောတဲ့အတိုင်းရောမော်စာခန်းကြီးခုနှစ်ကခရိယံတတ္တာမှာမလွဲမသွေသိကြုံရမယ်အတွေ့အကြုံတစ်ခုဖြစ်ပါတယ် အဲ့ဒါပါဆိုရင်ဇာတိနဲ့ဝိညာဉ်စိုက်ပြိုင်တိုက်လှန်မှုပဲဖြစ်ပါတယ်အဲအကြောင်းအောင်လဲတမရရှင်ဘောလူကဂလာတိပီကိုစာရေးတဲ့ခါမှာဂလာတိရောစာခန်းကြီး9ထဲမှာဖော်ပြထားတယ်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျော်ရဲဘွားတတတာထဲမှာအဓိကတော့ဘုရားခင်ကယ်လွတ်တော်မူခြင်းကြီးစုကိုရေတွက်ချီးမွမ်းပြီးတော့ပွားလာခြင်းလည်းဘုရားအရေးပါတဲ့အရာဖြစ်တဲ့ဆိုပထမချက်ကြောင်းပြီးတော့ကျွန်တော်ကအလိုလိုက်တာနှမျိုးလုံးလိုက်တတ်တယ်စိတ်ဝိညာဉ်အဖြစ်လဲဝိညာဉ်သဘောနဲ့ပေါ့ ဖရာတရားစကားလိုလိုက်တတ်တယ်။ဇာတိပတိအဖြစ်လည်းဘာလို့တတ်တယ်။အဖြစ်တရားရဲ့အလိုလိုက်တယ်။ ability ဘာလို့လိုက်တာပေါ့ဗျာ။ကျွန်တော်ကအဖြစ်တကောအောင်မှရှိနေသေးတာအောင်နော်။ဒါတွေမှာတည်တဲ့အခါမှာအဖြစ်သားတည်သွားတာ။ကျွန်တော်ဇာတိပတိသဘောတည်သွားတာ။ကျွန်တော်လူဟောင်းသဘောတည်သွားတာ။လောကနဲ့ဆက်ဆံနေရတဲ့အားလုံးတည်သွားတာဖြစ်ပါတယ်။ဒါပေမဲ့အဖြစ်တရားတော့မတည်သေးဘူး။အတိတ်ကလာကျွန်တော်အမှုတော်ဆောင်ပြီးနေလောကနဲ့နှစ်ပေါင်း20ကျော်လောက်ဖြစ်မဲ့တင်နေ။ ကားတိုင်းပေါ်မှာအဖြစ်တရားသိတယ်လို့တုံသင်ချက်တွေတောင်ပေါ်ဒေသတခုရောက်တဲ့အခါသူတို့ဝေခါအဲ့ဒါကိုကျွန်တော်ဖြည့်ရှင်းခဲ့ဘူးသေးတယ်။ဟာအဖြစ်သားအဖြစ်သားပဲသိလားအဖြစ်တရားမသိဘူးထပ်ပြောမယ်နော်။အဖြစ်သားပဲသိလားအဖြစ်တရားမသိဘူးဒီကတော့အဖြစ်တရားသိပြီဆိုပါစို့။တမားရရနော်။အဖြစ်တရားသိလို့တုံသင်ချက်ကအဖြစ်တရားသိပြီဆိုဒီနေ့လောကမှာအဖြစ်တည်းမရှိတော့ဘူးလေ။ဒါပေမဲ့အဖြစ်တရားသိမှမသိတာအဖြစ်တရား stay involved stay active အဖြစ်တရားဆက်လက်ပြီးတော့ကျွန်တော်တက်တယ်မှာ ဟုတ်လားစေစော်လှုပ်စော်နေတယ်ယုံကြည်သူတွေစေစော်လှုပ်စော်လို့ယုံကြည်သူတွေမှာလည်းလှုပ်စော်စေစော်နေတဲ့အရာဖြစ်ပါတယ်တောင်ကျောင်းသဘောပေါက်ဖို့ဖြစ်ပါတယ်အပြစ်သားပဲတည်တာဒါပဲဘုရားခင်ကြီးဆိုတော့ကြီးမားလာတယ်ကယ်လွတ်တော်မူကြီးယေရှုလို့ကြားစာဖော်ပြပါတယ်ကြားရတဲ့သဘောပေါက်နားလည်ပြီးတော့ဝိညာဉ်သဘောနဲ့ဆက်လက်ပြီးခြင်းနဲ့တွားလာရအောင်လို့တိုက်တော်နှုတ်ဆိုလိုပါတယ်ကြော်ရဲနှုတ်ကတော်နဲ့ဝေခါချာဖြင့်ရောက်တဲ့မော်ဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပြပါစေသောဆုတောင်းနှံကြပါစို့ ပြည်တော်ရှင်ဖပြယောမောစာခန်းကြီးခုနှစ်ကတမန်တော်ရှင်ပေါ်လူရဲ့အထွေကြုံဒီဖျားသားသည့်တွေအထွေကြုံဖြစ်ပါတယ်အဲ့ဒါကတော့ဝိညာဉ်သဘောနဲ့အသက်ရှင်ခြင်းနဲ့ဝိညာဉ်ဘဝအသက်ရှင်တရားစကားလိုလိုက်တက်လိုက်ခြင်းပါတယ်ဇာတိပိနဲ့ဆိုလို့ရှိရင်တော့အဖြစ်တရားလိုလိုက်ပါတယ်ဒါပေမဲ့လိုပဲခြင်းနေဖြစ်မဲ့တာရရှင်ယေရှုခရစ်ဖြင့်ကယ်လွတ်ခြင်းကျေးဇူးတော်ကြီးမားလာတယ်လို့တမန်တော်ကြီးကချီးမွမ်းထားပါတယ်ယေရီတော်ဘဝတက်တာတတိမာလက်ဝိညာဉ်နဲ့ဇာတိဆိုင်ပိုင်တဲ့အရာကိုတိမှတ်ပြီးတော့ ဖွင့်ပြီးဒီပေါ်နဲ့ပေါ်လာခြင်းနဲ့စေဖို့လိုပါနှုတ်ကတရားစာဖြင့်အလင်းပေးခြင်းပဲ့ပြင်ခြင်းသွန်သင်ခြင်းတို့မှာပြုတော့ကောင်းချီးပေးပါမိချောင်းတပါတိယသားတော်သခင်ယေရှုဖျားနာဘတော်မြေကိုမြည်ပြုပြီးခြေစတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရဖျားသခင်အာမင်ရမေဒါလူရှင်တော်ဒီနေ့ဇွန်လ30ဆိုတော့တာကုန်သွားပြီကျွန်တော်6လတာခါလကုန်ခဲ့ပြီဖြစ်ပါတယ်မဘဇူလိုင်လ1ရက်မှတ်မိမယ်လို့ယုံကြည်ပြောလင်းတယ်ကျွန်တော်ဝေခါချက်တီမှာ မွန်တက်ဆက်နိုင်မှာဝင်ရတာ၃ခါရှိပါတယ်။ဝင်ရတဲ့အကြောင်းအရတော့မိဘများတမတရားရဆွေးစီစဉ်ဖြစ်ပါတယ်။အဲ့ဒါကိုလာတာရဲ့တရက်၁၁ရက်၂၁မှာဝင်ရနေတာဖြစ်ပါတယ်။အမရပန်ဇူလင်လတရက်ဖြစ်တဲ့အကြောင်းအဲ့ဒါဝင်ရဖို့ရှိပါတယ်။အမရပန်မွန်တက်အချိန်မှာဖြစ်ပါတယ်လို့အဲ့ဒီဝင်ရချက်ကိုလည်း public မှာ share လုပ်ချက်ဖြင့်အမှုရမြန်မာဆက်လက်ပေါင်းဝေးပါအောင်လို့အမြဲတမ်းတောင်းဆိုတိုင်းထပ်မံပြီးတော့တောင်းဆိုလိုပါတယ်။ လုံဆောင်သွားမဲ့သူရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းကြီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလှမ်းပြတော်မူပါစေသော။အာမင်။